ရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် TNNN တအန်းတက်ကထိန်းချုပ်ထားတဲ့မန်လီတိုင်းမိုးကုတ်ရနာမြေဘူးစစ်ကော်မရှင်ကိုပြန်လည်လွှဲပြောင်းပေးရတော့မှာပါ။အဲ့လိုလွှဲပြောင်းရမှာ TNNN တအန်းတက်ကစစ်ကော်မရှင်ကိုလုံခြုံရေးယူပြီးမိုးကုတ်မြို့တွေကိုခေါ်ဝင်လာမှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လှန်ရေးနဲ့ပတ်သက်တဲ့သူတွေ CDN ဝန်ထမ်းတွေဟာဘေးကင်းရာကိုတိမ်းရှောင်နေကြတာပါ။ဒီလူတွေရောအကုန်လုံးကကဲကိုလိုတို့လိုမိသားစုတွေဆိုဘလို့မှနေလို့အဆင်မပြေရော အခုဟာကျတော့တို့ကဘယ်လိုပြောမလဲနက်နက်လွယ်ခဲဖြစ်တဲ့ပုံစံမျိုးလောက်တာကွာတာဝန်ယူမှုတာဝန်ခံမှုတို့ကလုံးဝမရှိဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြမှာအဲ့ဒါနဲ့ဆက်ဆက်တဲ့သူတွေဆိုလို့ရှိကုန်ကြပြီတီယန်နန်ဒီတန်တက်ကမိုးကုံမျိုးနဲ့အတူပြန်ပေးရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးကပြည်သူတွေမှာလည်းတိုက်ပွဲဖြစ်ပွားမှာကိုစိုးရင်ပြီးတိန့်ဆောင်တာလည်းရှိပါတယ်ဒါအပြင်စစ်ကော်မရှင်ကမုံမိတ်မျိုးကိုပြန်လဲအုပ်ချုပ်ရင်တော်လိုင်းနဲ့ပတ်သက်တဲ့မိသားစုဝင်တွေ စီဒီအန်ဝန်ထမ်းတွေကိုဖမ်းဆီးပြီးနေအိမ်တွေကိုချိတ်ပိတ်မှာကိုလည်းစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။အမြင်ပြင်အနေထားကတော့မိုးမိတ်အနေနဲ့ကတော့ဟိုမိုးကုတ်ကိုပဲတစ်ချက်စောင့်ကြည့်ရမှာပေါ့။ကြောင်မဲရဲ့ဖြစ်စဉ်မျိုးလေးလို့အဲ့ဒါတွေလည်းဒီမှာကြောက်နေရတာ။တက်ကပြန်ဝင်လာခဲ့ပြီဆိုလို့ရှိရင် DNL နဲ့ပတ်သက်တဲ့လူတွေ DNL နဲ့စီဝါရေးတွဲလုပ်တဲ့လူတွေအဲ့အဲ့ဒါတွေတခါတည်းစစ်တပ်ကပြန်ဖမ်းအိမ်နေပြန်ချိတ်ပိတ်ဆိုဒီမှာလည်းအဲ့လိုမျိုးတွေဖြစ်လာနိုင်နေဆိုတော့အနေအထားမျိုးနဲ့ပတ်သက်တဲ့လူတွေကတော့စိုးရင်ကြောက်ကြနေကြတာပေါ့ တီယန်နန်နေတန်တက်ကထင်ချုပ်ခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချူကြောင်မဲနယ်တီဘုံမြို့ကိုစစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တော်လန်ရင်းနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းဆီးပြီးနေအိမ်နဲ့လုပ်ငန်းတွေကိုချိတ်ပိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။